chú yến yến thoáng nở lòng nà လောကတွင် လူသားများကိုတည်ခြင်းတရားနှင့်ဆက်ဆက်နှိုင်းယှဉ်၍တိုင်းထွာခြင်းလျှင်လူအမျိုးအစားများကွဲပြားလျက်ရှိသည်ကို ကျမတွေ့ရပါသည်။လူသည်တင်လုံးပြီးနောက်တွင်လောကမှပျောက်ကွယ်သွားရမည်ဖြစ်သည်ဟုသောဆိုယိုစကားအတိုင်းတဘာဝကြစွာပင်တာမန်လူဖြစ်နေသော လူသားအမျိုးအစားကတမျိုးထိုလူသားများသည်မသိမီလောကထဲ၌ရှင်သန်လှုပ်ရှားဆက်သွယ်နေခဲ့ပြီးတည်သွားလျင်ပဝင်းခြင်းမှလူရောနမယ်ရောဘာမှမကြံအောင်ပျောက်ကွယ်တည်မြုပ်သွားလျက်ရှိသည်။ ။နောက်တစ်မျိုးကတော့ထူဆန်းရေသူတို့ဒီမသေးဆုံးမိကပင်သေဆုံးပြီးသားလောကကြီးအမိုက်တရိုက်လူစားများဖြစ်သည်။ ထို့လိုအမျိုးအစားတယောက်တကယ်သိဆုံးသွားသည့်အခါပဝင်းချင်းသည်ပြင်းဟင်ငင်းငွေစွာအသိမှတ်ပြုကြသည် အခုမှသိသွားသည် ဟုသိကြရတော့လေသူတို့စိတ်ထဲတွင် ထိုပုဂ္ဂိုလ်သိဆုံးပြီဟု ကာလကြာမြင့်စွာထင်နေခဲ့သောကြောင့်ဖြစ်သည် ထိုပုဂ္ဂိုလ်မျိုးသည်သိပြီးတော့လေထက်ကထက်ကသိရမဆုံးနိုင်သော လူသားအမျိုးအစားမျိုးဖြစ်သည် ထိုလူသားအမျိုးအစားအတွက်ကျမတို့မြမဝေါဟာရ၌အလွန်ပြောင်မြောက်သော ရှေးစကားအတုံးလုံးတစ်ခုရှိပါသည်စံကုန်မြေလေးတဲ့ ထိုလူသားအမျိုးအစားနှင့်ဆန့်ကျင်ဘက်လူသားတစ်မျိုးကတော့ဒီလိုလူလူကအကြချီမွန်သော လေးစားကုန်ယူသောလူမျိုးဖြစ်သည်ထိုလူသည်အသက်ရှင်နေထိုင်သည့်ကာလတွင်လူသားတို့ကောင်းကျိုးချမ်းသာအတွက်တတ်တတ်သူ့ဘဝကိုရည်တည်ပြီးလူသားတို့၏အကျိုးအတွက်သူ့အသက်သေဆုံးရတတ်ကသေဆုံးပြီးသည့်နောက်တွင်လည်းသူသည်နှစ်ပေါင်းများစွာဆက်လက်အသက်ရှင်ကျန်ရင်းမည်ဘယ်တော့မှမတည်သောလူအမျိုးအစားဖြစ်သည်ထိုလူမျိုးအစား၏အကောင်းဆုံးဥပမာမှာအာဇာနည်များဖြစ်ပါသည် ်သိပ္ပံပညာရှင်များအမှုပညာရှင်များကိုလည်းထုံမျိုးစားတဲ့တွင်ပါဝင်သတ်မှတ်၍ရလိမ့်မည်ထင်သည်အာဇာနည်ဟူသောလူပုဂ္ဂိုလ်များသည် ကျမတို့တာမန်လူများနှင့်ကိုခန္ဓာတိဆောက်ပုံကြီးပြင်းရင်းကျက်ရသည့်ပတ်ဝန်းကျင်ခွန်အားပလနှင့်အုံနောက်ဖွံ့ဖြိုးမှုအတူတူပဲဖြစ်သည် အာဇာနည်ပုဂ္ဂိုလ်မှာထူးခြားစွာကဲပြားနေသည့်အရာမှာစိတ်တတ်တစ်ခုသားဖြစ်သည်။ကြောက်သားကြောက်ဆိုင်ကဲ့သို့မယိမ့်မယိုင်မြင်းမြဲခိုင်မာသည့်စိတ်တတ်ခွန်အားရှိသည်။ကိုယ်ကာယဆင်းရဲနာခြင်းဖျားယသွေးဆောင်မှုနောက်သို့မလိုက်ပါမိအောင်ညှင်းဆန်ရက်တည်လျက်ကိုယ်ဆန္ဒအလိုကို ကိုယ်အောင်နိုင်သောစိတ်တတ် ထိုစိတ်ဓာတ်ခွန်အားမျိုးကိုသူတို့ဘယ်ကရခဲ့ပါသလဲဘသူကဘယ်ຢာကသူတို့အားပေးရခဲ့ပါသလဲအလွန်စိတ်ဝင်စားဖို့ကောင်းသောအချက်ဖြစ်သည်ဟုကျွန်မထင်သည်လွန်ခဲ့သောတစ်လနှစ်လခန့်က ကျွန်မကြည့်ခဲ့မိသောရုပ်ရှင်ဇာတ်ကားများအနက်တိုက်တိုက်ဆိုင်ဆိုင်အာဇာနည်လူသားအမျိုးအစားအကြောင်းရိုက်ကူးထားသည့်ဇာတ်ကားနှစ်ခုပါဝင်ခဲ့ပါသည်တစ်ခုမှာဒုတိယကမ္ဘာစစ်အတွင်းကသူရဲကောင်းအာဇာနည်အဖြစ်ရက်တည်ခဲ့သောဟန်ဂေရီဂျူးအမျိုးသမီးကလေးဟန်နာစနက်အကြောင်းဖြစ်သည် ဟန်နာစနက်ရှိဒိုင်ယာရီပါအချက်လက်များနှင့်စစ်ပြန်တော်လှန်ရေးသမားတို့၏စာရုပ်ပါအချက်လက်များပေါင်းစပ်ဖွဲ့စည်းကဒါရိုက်တာမန်နာဟင်ဂိုလန်ရဲ့ကူးခဲ့သည့် Hannah's War ရုပ်ရှင်စကားဖြစ်ပါသည်။နောက်တကားမှာ Mel Gibson Friend အတွက်ရုပ်ရှင်သရုပ်ဆောင် Mel Gibson ကိုရန်ရဲ့ကူးထားသော Braveheart ရုပ်ရှင်ကားဖြစ်သည့်တရုတ်ဆောင် Mel Gibson နှင့်ပြင်သစ်မင်းသမီး Sophie Marmot တို့ပါဝင်ထားကြသည့်30ရာစုအတွင်းက Scotland သူရဲကောင်းအာဇာနည် William Wallace အကြောင်းကိုပြပြင်းစွာတရုတ်ဖော်ရိုက်ကူးထားသော Braveheart ဇာတ်ကားဖြစ်ပါသည်။ဇာတ်ကားနှစ်ကားလုံးသည်မိမိနိုင်ငံလူမျိုး၏အတွက်တိုက်ပွဲဝင်ခဲ့ကြသည့်အာဇာနည်လူသားများအကြောင်းပင်ဖြစ်သည့် Hunters War ရုပ်ရှင်တွင်ဒုတိယကမ္ဘာစစ်အတွင်း Hungary နိုင်ငံနောက်ခံဖြင့်ရဲရင်သောမိမငယ်ကလေး Hunter Snatch ကိုကျွန်မတို့ တွေ့မြင်ရပါသည်ဟန်ဂေရီနိုင်ငံအတွင်းလူမျိုးရေးဒုက္ခမှုကြောင့်အနုပညာဘာသာရပ်ဖြင့်တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီးမှညှဉ်းပန်းခံလိုက်ရသောဂျူးအမျိုးသမီးငယ်လေးဟန်နာစတန်ရှ်နီမိမိ၏တက္ကသိုလ်အဖြစ်ပါလက်စတိုင်းရှိစိုက်ပျိုးရေးတက္ကသိုလ်ကိုရွေးချယ်လိုက်သည်မောက်ဆုံးမှဖြစ်သူမိခင်မစ်စနက်ရှ်သည်လည်းသမီးဟန်နာအားစိတ်မချစွာဖြင့်ရေမြေချသောအစ္စရေးသို့လွတ်လိုက်ရသည်ဟန်နာသည်မိမိအားတချိန်ကချစ်ခွင့်တောင်းခဲ့ပြီးလူမျိုးရေးသွေးကွဲမှုတွင်မိမိဘက်မှမ ရက်တည်သောလူငယ်တအုပ်အပေါ်ပြက်သားစွာမျက်နှာလွှဲခဲ့သူဖြစ်သည်ပါလက်စတိုင်းသို့ရောက်သောအခါဟန်နာသည်မိမိကိုမိမိအိမ်ပြန်ရောက်ပြီဟုခံစားခဲ့ရသည် ဟန်နာတို့ကျောင်းသူကျောင်းသားများအားလုံးစိုက်ပျိုးခြင်းငါဖန်ခြင်းလက်တွေ့လောက်ကရင်ပျော်ရွှင်နေစေမှာဒုတိယကမ္ဘာစစ်ကြောင်းဖိအိုဖိရဲ့ဖြစ်ခဲ့ရသည်ဟန်ဂရီနိုင်ငံသားလူငယ်များနှင့်အတူဟန်နာသည်နာဇီဂျာမနီကိုတော်လှန်ရန်ဗြိတိရှလီတက်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့သည်ဟန်နာတို့၏ပထမဦးစားပေးတာဝန်မှာဗြိတိရှလီတက်ဘူ လေရီစတားများကိုကုညီကတင်ရန်ဖြစ်ပါသည်ဗြိတိရှ်စစ်တပ်ကိုကုညီခြင်းသည်မိမိတို့ဟန်ဂေရီအားသိမ့်ပိုက်ထားသောနာဇီဂျာမန်များအားတော်လှန်တိုက်ခိုက်ခြင်းပင်ဖြစ်သည်ထို့ကြောင့်ဟန်နာသည်တာဝန်ကိုသက်စွန့်ဆန်ပြားထမ်းဆောင်ခဲ့လေသည်ဂျာမန်တို့ဘူဒါပက်စ်ကိုသိမ်းခိုက်ပြီးသောအခါဟန်နာတို့အဖွဲ့သည်ယူဂိုစလာဗီးယားပျောက်ကြားတိုက်ရိုက်အကူအညီဖြင့်ဘူဒါပက်စ်သို့သွားရန်ဟန်ဂေရီနိုင်ငံထဲသို့ဝင်ရောက်ကြသည် စစ်ကလော့စ်ဘူတာယုံတွင်လက်မှတ်ဝင်နေစဉ်ဂျာမန်များရောက်လာပြီးဟန်နာနှင့်အဖော်ကိုဆက်သွယ်ရေးဆက်များနှင့်အတူမိသွားသည်ဟန်နာအဖော်မျိုးသားကြီးသည် ခုခံကာကွယ်ရင်မိမိကိုမိမိပြစ်တတ်အဆုံးစီရင်သွားသည် ဟန်နာသည်ရေလောင်းအိမ်သာထဲသို့ဆာရဲဆာရဲများပြစ်ချဖြစ်စည်းပြီးနောက်တကားကိုအပြင်မှတုံးဖွင့်နေစဉ်မိမိကိုမိမိတတ်သိရန်တနက်ဖြန်ချိန်ဝင်စူးစမ်းနေသည်ထို့နောက်အသက်ရှင်လန်းကိုရဲရင်စွာရေးချဲ့လိုက်ပြီးဂျာမန်တို့၏ဖမ်းဆီးမှုကိုခံလိုက်လေသည် ထိုချိန်မှစ၍ဟန်နာ၏မြင်ပန်းနှိမ့်ဆက်ခံဘဝကို ကျမတို့ထိတ်လန့်ခြောက်ခြားစွာသနာကိယူနာတည်ရပါသည်။ဂျာမန်တို့သည် ဟန်နာအားဗြိတိရှ်စစ်တပ်များအကြောင်းဟန်နာ၏လှုပ်ဝက်သင်္ကေတများနှင့်ဟန်နာ၏အမည်စရင်းကိုမေးမြန်းကာမညာမတာနှိမ့်ဆက်ညင်ပန်းကြသည်။နာဇီလက်အောက်ခံဟန်ဂေရီစစ်ဗိုလ်တယောက်ကဟန်နာအားညင်သာပျော်ပြောင်းသည့်နည်းဖြင့်ကူညီမေးမြန်းခဲ့သည်။ သို့သောဟန်နာသည်ခေါင်းမှစွာပင်အတင်းရင်ဆိုင်ခဲ့သည်ဟန်နာထမ်းမှလိုချင်သောအချက်လက်ကိုရဖို့မိသည့်နီးဖြင့်မဆိုတုံး၍မေးမြန်းပါဟုထိုစစ်ဖို့ဂျူလီယန်ဆိုင်မွန်ကအမိန်ပေးသွားသည်ဟန်နာကို တောင်းဝန်ခံ၍စစ်ဆေးမေးမြန်းသူတောမတ်ရိုဆာကလျှက်စစ်ဖြင့်နှိမ့်ဆက်မေးမြန်းသောအခါဟန်နာနာမည်အရင်ရသွားသည်ဟန်နာ၏မိခင်ဖြစ်သူမှာကက်သလစ်ဘာသာဝင် အင်္ဂလိပ်လူမျိုးတအူးဖြစ်သောကြောင့်ဂျူးလူမျိုးများကဲ့သို့ ဗဒန်းတစားရဲနှိမ့်ဆက်တက်ဖြတ်မည်မဟုတ်ဟုဟန်နာယုံကြည်သည်ဟန်နာသည်မိမိ၏နာမည်ရင်းမှတပါတခြားဘာစကားလုံးမှမထွက်အောင်ဆင်းရဲဒုက္ခကြမ်းမှကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည်ဟန်နာမိခင်ကိုဟန်နာရှိရာကွန်တီအကျဉ်းထောင်သို့ခေါ်လာပြီးဟန်နာအားတမျိုးချင်းချောက်ကြလေသည်မိမိထမ်းမှတရင်များမရလျင်မိခင်ကိုတပ်ပြည့်မည်ဟုချင်းချောက်သည်ဟန်နာသည်မိခင်အားအထက်ထက်ငိုကြွေးတောင်းပန်သည် ို့သောစကားတခုမှမပြောပေမိခင်ကြီးသည်တညတာအချုပ်ခန်း၌အိပ်ဆက်ရစဉ်တမိဟန်နာမိမိကြောင့်သစ္စာမဖောက်ရစေဖို့ကိုကိုကိုတတ်သိမည်ဟုဆုံးဖြတ်ပြီးမှန်ကွဲစားဖြင့်မိမိလက်ကဝတ်ကိုလှီးသည်ဘေးမှာအိပ်ပျော်နေသောဂျူးအမျိုးသမီးအချုပ်သားများတိတ်သွားကြပြီးဟန်နာမိခင်ကိုဝမ်းဝမ်းပြုစုဖြောင်းပြကြ၏။တိတ်မကြမီစစ်ကြည့်ပြီးတော့မှကျမတို့ခွန်အားဆက်ရှိနေမှဖြစ်မယ်လေ။မသေးရဘူး။ရှင်သေးလို့ပဲဖြစ်မလဲ။အာတင်ထားစမ်းမှာ။ ဂျာမန်တို့သည် ဟန်နာမိခင်အားအချုပ်ခန်းမှပြန်လွှတ်လိုက်ရသည် ထောင်တွင်းမှဆက်လက်အသက်ရှင်ရပ်တည်ရင်းဟန်နာသည်မဲလင်းရောင်ဖြင့်အချက်ပြခြင်းကိုအတိတ်ပဲကောက်မိပြီးမိမိအဖွဲ့ဝင်ယိုဝယ်လဲဤထောင်တွင်ရှိနေကြောင်းသိလိုက်ရသည်ဟန်နာသည်ထောင်ထဲရောက်သည့်အချိန်မှစ၍ပထမအချိန်ပျော်ရှင်သွားသည် ယိုဝယ်နဲ့ဟန်နာသည်မှန်ဖြင့်တခန်းနှင့်တခန်းအချက်ပြစကားပြောကြသည်။တညမှာတော့ဟန်နာအချုပ်ခံဆောင်အဖိုးကြီးထံမှတဆင့်ဝမ်းသာစရာစကားပြရသည်။မိမိတို့အားလုံးကိုမနှက်ဖြန်တွင်လှုပ်ပေတော်မူ။ဟန်နာတို့အကျဉ်းသားများအားလုံးပျော်ရွှင်စွာ၊ဆူညံစွာတခန်းကိုတခန်းလှမ်းအောင်တည်ပြေးကြသည်။ဟန်ဂေရီအစိုးရအုပ်ချုပ်ရေးတွင်ခေါင်းဆောင်အသစ်တစ်ယောက်တက်လာသည်။ အကျဉ်းသားများကိုထောင်မှလှုပ်ကားတနေရရာတို့ခေါ်ဆောင်သွားရင် track ကများဖြင့်တင်ဆောင်၍ all hit မောင်းနှင်ချိန်တွင် Hannah နှင့် Rowell တို့တယောက်နှင့်တယောက်နှုတ်ဆက်သွားရသည် Hannah တို့အားလုံးတောက်မန်းစခန်းများစီသို့ပို့ပေးပြီး German တို့ကတက်ပြတ်တော့မည်ဟုကျမတို့ကတမိုင်းဖြစ်ရမြန်အရာအနားလည်လိုက်ပါသည်ထိုအချိန်တွင် Hungary စစ်ဗိုလ် Julian နှင့် Thomas တို့က Hannah အား German များလက်တွင်အသိမခံနိုင်ဟုပြန်ခေါ်ကာယုံတင်တရားစွဲလိုက်လေသည် ဟန်နာဒီဟန်ဂေရီအစိုးရကိုတစ္ဆာဖောက်မှုဗြိတိရှားတို့ကိုကူညီမှုဖြင့်တရားရင်ဆိုင်ရတော်သည်ယောဝလ်ဒီဟန်နာအားတည်တံဖန်းစီခေါ်ဆောင်သွားသည်ကိုမြင်လိုက်ရသဖြင့်ညရင်မိမိတို့အကျဉ်းသားများတင်ဆောင်ထားသောချက်တိတ်နေသည့်ယထာရဲမှတငယ်ချင်းများနှင့်အတူထွက်ပြေးလွတ်မြောက်လာသည်ဟန်နာကိုတရားစီရင်သောရုံးခန်းရှိတွင်ပြိတ္တနှင့်အတူမယောင်မလန်စူးစမ်းနှာဆွင့်ကြသည်ဟန်နာသည်မိမိအားတစ္ဆာဖောက်ဟုဆွဆွဲသည့်အုတ်ချုပ်ရည်အဖွဲအားရဲဝင့်စွာပြန်လည်ဆွဆွဲလိုက်သည် အဖြစ်မှလွတ်ပေးပါရဲ့ဝင်ချတောင်းပန်စကားများအစားဟန်နာသည် အမှန်တရားကိုသာရဲဝင်စွာဤရုရှားစစ်တပ်၏ဘုံးကျဲတိုက်ခိုက်မှု အကြမ်းမှဟန်နာကိုတနက်ဖြန်ပြစ်တက်ကွမြက်လိုက်ကြသည်ဟန်နာသည်မျက်နာကိုအဝဲစင်းရန်လက်မခံခဲ့ပေ။ယောက်ျားချင်း၄-၅ယောက်ပါသောစစ်တပ်ကလေးတစုကအသက်20အရွယ်နူးညံ့ပျော့ပျောက်သည့်မင်းကလေးငယ်တအူအားတနက်များဖြင့်ပြစ်တက်ကွမြက်လိုက်သည့်မြင်ကွင်းမှာအတော်နာကြည့်ဖို့ကောင်းသည်။ အနှေးပြရိုက်ချက်များဖြင့်ဟန်နာတယောက်နှင်းတော်ထဲမှအဝတ်ကလေးတစ်ခုလိုပုံလျက်သားလဲကျသွားသည့်မြင်ကွင်းကိုကြည့်ပြီးကျမရင်ထဲသို့ရောက်လာသောအတွေ့တစ်ခုရှိသည်ပြစ်မိန်ပေးသူ Hungary စစ်ဘိုလ်ဂျူလီယန်ဆိုင်မွန်သည်မိမိအမေအတွက်အဆက်ကြီးစွာနောက်တိုင်းရရင် မိမိ၏ဘဝကိုခက်ခဲစွာဆက်လက်ရည်တည်ရတော်မူဟူသောအတွေ့ဖြစ်သည်သို့သောစကားပြည့်၍စာတန်းထိုးသောအခါကျမ၏အထင်သည်တတ်တတ်ခံမှားခဲ့ပါလားဟုရင်မုံမိသည်ဂျူလီယန်ဆိုင်မွန်သည်ဟန်နာကိုပြစ်တက်ဖို့အမိန့်ချခဲ့သည့်အတွက်နည်းနည်းမှမရှက်ခဲ့ပေစစ်ပြီးသောအခါသူ့ကိုဖမ်းချုပ်ပြီးထောင်ဒဏ်တစ်နှစ်အပြစ်ပေးခံရသည်သူ့ကိုအင်တာဗျူးလုပ်သောအခါသူ့အဖြေမှာအောက်ပါအတိုင်းဖြစ်သည် ကျောက်ဘွားကိုနောက်ထပ်အစ်စ်ပြန်ဆောက်ရမယ်ဆိုရင်လည်းအခုကျောက်လုတ်ခဲ့တဲ့ကိစ္စတွေကိုနည်းနည်းမှပြန်မပြင်ချင်ပါဘူးဟန်နာဆိုတဲ့ကလေးမဟာချီကျူးစရာပဲဒါပေမဲ့သူကသူ့လမ်းသူရွေးချယ်သွားခဲ့တာပဲ ဂျူလီယန်လိုလူမျိုးကဟန်နာကိုတစ္ဆပအဖြစ်ဆွဆွဲတည်မှာတော့ကြားရပေမတော်သည့်ကိစ္စဖြစ်သည်ဟန်နာသည်နာကြီးလွန်သဖြင့်ရေမောလောင်ပြောင်မှုပင်မေသွားရှာမှာပဲဟုကျွန်မတွင်မိပါသည်ဟန်နာသည်မိမိအားတည်ရန်ပေးထားကြောင်းသိလိုက်ရသည့်အခါတုံ့လှုပ်သွားသည့်မျက်နှာကိုခဏကြာမှပြန်ထိန်ချုပ်ယူခဲ့ရသည်ဟန်နာသည်အသက်သေဆုံးရသည့်အထိနာကျင်ရမည့်အဖြစ်ကိုကျွန်မတို့လူသားမန်တွေကြောက်သလိုကြောက်ရှာပေးလိမ့်မည်သို့သောထိုကြောင့်ရုံးမှုကိုတွန်းလှန်ကာကွယ်ဖို့သူမမှာစွမ်းအားတစ်ခုအစဉ်သင်းရှိ ခဲ့သည်၎င်းမှာဟန်ဂေရီနိုင်ငံကိုမိမိအသက်ထက်ပို၍ချစ်သောတကယ့်မျိုးချစ်စိတ်ဖြစ်သည် ဟုကျွန်မယူဆပါသည်ဂျူး